ုဒီဗီဒီယိုကြည့်နေတဲ့သူအတွက်တပတ်တာဟောစတန်ပေါ့နော်ဒီဗီဒီယိုဘယ်အချိန်ဘယ်အချိန်မှာပဲကြည့်ကြည့်ဘယ်ရက်မှာပဲကြည့်ကြည့်ပေါ့နော်ဒီဗီဒီယိုမြင်ပြီးတော့တပတ်တာโอเคဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူအတွက်တပတ်တာဟောစတန်ထုတ်ကြည့်အောင်โอเคဒါရီဒီနေ့တခါမှမလုပ်ဘူးဆိုရင်ဒါလေးကိုစမ်းသွားကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ထိတ်ဆုံးအဓိကကိုယ့်ရဲ့စိတ်ကို relax ဖြစ်အောင်လုပ်ပေးလိုက်ပါ energy လေးကို short ထားပေးပါအဲ့တော့ဒီဗီဒီယိုကြည့်ရတဲ့သူတိုင်း energy resonate ဖြစ်ပါစေအဲ့တော့ဒီကြည့်နေတဲ့သူအတွက်လာမယ့်တစ်ပတ်မှာ အကြောင်းလဲဘာဟောကိန်းဖြစ်မလဲကြည့်ကြရအောင်အခုချိန်မှာတော့စိတ်အီးချမ်းတဲ့ energy ရတယ်နော်စိတ်အီးချမ်းတာကိုတွေ့တယ်ပြီးရင်ကိုယ်အတွက်ပျော်နေတဲ့အရာတွေကို shopping တွေထွက်နေအောင်မျိုးတွေ့တယ်ပေါ့နော် shopping တွေထွက်နေအောင်မျိုးမဟုတ်ဘူးမှာကိုစားချင်တာလေးတွေပဲစားနေတာကိုသွားချင်တဲ့နေရာလေးတွေသွားနေတာအတူလေးတွေ့ရဆို let's see ဟဲ့ဟုတ်တယ်ဒီဗီဒီယိုကြည့်နေတော့ manifestation တွေလည်းအများကြီးလုပ်နေလိုက်မယ် manifestation တွေလုပ်တယ်ပြီးရင်ပျော်ရွှင်ဖို့အတွက်ကိုလေသူကအချိန်ထုတ်နေရမျိုးဖြစ်လိုက်မယ်ပေါ့နော်ဆိုတော့အခုဒီမှာဘာလို့မြင်ရတော့ဆိုခါကြတော့အဲဒီတစ်ဖက်အတွင်းမှာပေါ့နော်အလောက်အကိုင်းနဲ့ပတ်သက်ပြီးတော့ဥပမာမျော်လင့်နေတဲ့သူတွေစောင့်စားနေတဲ့သူတွေ news တစ်ခုခုကြားတတဲ့ interview ဖြေထားတဲ့သူတွေကောင်းသောသတင်းကြားတတဲ့အဲစီးပွားရေးနဲ့ပတ်သက်အခွင့်အလမ်းကောင်းတစ်ခုလာတတ်ကြဥပမာကိုကအခုချိန်မှာစီးပွားရေးတစ်ခုခုဆောက်လုပ်ဖို့စဉ်းစားနေတယ်ဒါမှမဟုတ်လေကိုကအရင်းနှီးတစ်ခုခုကို invest လုပ်ထားတယ်ဆိုအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကောင်းသောသတင်းကြားတတဲ့ပေါ့နော် အဲ့လိုမျိုးတွေရတက်တယ်ပြီးခါကျတော့ဗာလီမြင့်တော့ဆိုတော့မထင်မဲ့ပဲနဲ့ပေါ့နော်တငယ်ချင်းနေဒီတစ်ဖက်အတွင်းထဲမှာဟိုနာသွားမယ်ဒီနာသွားမယ်ဖျားသွားတာမျိုး အဲ့လိုမျိုးတခြားနေရာသွားတာမျိုးပေါ့နော်ဆိုလို့ရှိရင်တော့ celebration တခုခုမြင်ရတယ်ကွာကိုပျော်ရွှင်မဲ့အရာမျိုးစိတ်ပျော်မဲ့အရာမျိုးတွေလှုပ်ဖြစ်မဲ့တဲ့နော်ဒီတပတ်မှာအဲ့လိုမျိုးစိတ်ပျော်ရွှင်မဲ့အရာတွေလှုပ်ဖြစ်မဲ့လို့မြင်တယ်အဲ့လိုမျိုးကိုအတွက်ဟိုဟာလေးတွေဝယ်လိုက်ဒီဟာလေးတွေဝယ်လိုက်အဲ့လိုမျိုးအရင်ပတ်စံတွေပုံးနေလို့ပတ်စံတွေတုံးနေတာမျိုးမဟုတ်ဘူးကွာကိုစိတ်ပျော်လို့လှုပ်နေတာအဲ့လိုမျိုးပုံစံမျိုးမြင်ရတယ်ဥပမာတချို့တွေကကျတော့လေအိမ်မှာဟိုဟာလေးလှုပ်စားလိုက်မယ်မိသားစုတွေညားပြီးအဲဆွေမျိုးအတိုင်းဝိုင်းရယ်ကိုရဲ့မိသားစုတွေနဲ့အဲ့လိုမျိုး celebration တခုခုမြင်ရတာပေါ့လူအများစုပြီးတော့အဲ့လိုမျိုးအိမ်မှာတခုခုလှုပ်စားတာမျိုးတို့အဲ့လိုမျိုးတတိယဖွဲ့လေး အဆောက်ကပျော်ရွှင်မှုရနိုင်မယ်ဆိုတာမျိုးမြင်ရတယ် အတိကဘယ်လိုမျိုးသူတို့ဒီတပတ်လုံကအဲ့လိုမျိုးပဲဟိုဟာလောက်လိုက်ဒီဟာလောက်လိုက် plan နေနဲ့သွားနေမှာပေါ့နော်တချို့ကျတော့လည်းအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော်တော်လေးဘယ်လိုမျိုးပြောမှလဲ passion ဖြစ်နေတာမျိုးတွေ့ရတယ်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတခုခုစားလို့ချင်တယ်လို့မျိုးတွေအခုအခုချက်ချင်းတို့ခု account ထဲပေါ်ချင်းနေတယ်လို့မျိုးတွေဆိုတော့အလောက်ကိုင်းနဲ့ပတ်သက်ပြီးရောလေကောင်းတော့တည်င်းကြားတည်ခဏပြောတော့တော်တော်ပဲ interview စောင်းနေရသူတွေဥမာတခုခုတည်င်းကောင်းတခုခုစောင့်နေရသူတွေတည်င်းကောင်းကြားတည်ဒီတစ်ပတ်ထဲမှာပေါ့နော်ပြီးရင်ဒီတစ်ပတ်ထဲမှာလေမထမပန်နဲ့အဲ့လိုခရီးတွေသွားတည်ခရီးဆိုတော့အဲ့လိုအရှိခရီးတွေမဟုတ်သေးလားအဲ့လိုမျိုး ဘယ်လိုမျိုးပြောမှလဲဥမာကိုအခုလက်ရှိနေနေတဲ့နေရာကြီးအဲ့လိုမျိုးနာမည်ကြီးလို့သွားလိုက်တာမျိုးအဲ့လိုမျိုးလေးတွေပေါ့နော်စားတောက်ဆိုင်ဆိုလည်းနာမည်ကြီးလို့သွားလိုက်တာမျိုးအဲ့လိုမျိုးကွာကိစ္စရည်လေးတွေဂျုံအပ်တက်တယ်ကွာဆိုတော့အဲ့လိုမျိုး short trip ရည်လဲမဟုတ်အဲ့လိုမျိုးအပြုံပေါ့နော် ပျော်ရွှင်ရမယ့်တပတ်လုံးလို့မြင်တယ်တပတ်လုံးကပျော်ရွှင်ရမယ့်အဲ့လိုမျိုးကခဏပြောတော့လို့ပဲငွေတွေအများများလို့ပတ်စံတွေပေါနေလို့မဟုတ်ကွာဘယ်လိုမျိုးလို့ဆိုတော့ကိုယ့်ရဲ့ happiness ကိုရှာနေတာမျိုးတွေ့ရကွာတိလားဒီဗီဒီယိုကြည့်နေတဲ့သူကဒီတပတ်ထဲမှာစိတ်အေးချမ်းရမယ်ပျော်ရွှင်ရမယ်ကိုပျော်ရွှင်တဲ့အရာတွေပိုလောက်ဖြစ်မယ်ပေါ့တချို့တွေကျတော့စာအုပ်တွေအရင်ဖတ်တတ်ကြတဲ့အတွက်တပတ်လုံးစာအုပ်တွေဖတ်နိုင်မဲ့သူလေးရှိရတချို့တွေကျတော့စာအုပ်တွေဖတ်ဖို့စာအုပ်တွေဝယ်လာတာမျိုးတွေတွေ့ရတယ်တချို့တွေကျတော့လည်းမလုပ်မလဲဆိုတာကျတော့ ကိုတပတ်တာလုံးกว่าကိုလုတ်ချင်တဲ့အရာတွေပလန်လုတ်ထားတာမျိုးရှိမယ်ဟမ်ငါတို့ဒီတပတ်လုံးမှာဒါဒီဒါဒီပဲလုံးမှာကျန်တော့မလုတ်ဘူးကိုပုံမှန်လုံးနေတဲ့ schedule ထက်ကိုပြောင်းနေလိုက်မယ်မတူနေဘူးပေါ့เนาะဆိုတော့တချို့တွေကလည်း hanging out လုပ်မယ်တငယ်ချင်းတွေနဲ့တော့မယ်ကိုချစ်ရတဲ့သူတွေနဲ့လဲမယ်ပတ်မယ်အဲ့လိုမျိုးတွေမြင်နေပေါ့เนาะဆိုတော့ဒီတပတ်လုံးကတော့ပော့ပါတဲ့ energy ဘယ်လိုပြောမှလဲလောက်ချာရှာယူလုပ်နေတာပေါ့ပော့ပော့ပါပါနေပျော်ရွှင်နေတယ်ဆိုတာမျိုးမြင်ရတယ်ဆိုတော့ အဲ့လိုမျိုးလေးမြင်နေပေါ့နော်ဆိုတော့ဒီတစ်ပတ်လုံးမှာအားလုံးကြံ့ကောင်းကြပါစေအဲ့တော့ဒီဗီဒီယိုကကိုယ်နဲ့ရဲဆွေးနေဖြစ်တဲ့ချင်းရှယ်သွားလို့ရတယ်များများလေးလည်းရှယ်သွားပြီးပါ